ဇလန်းအတွက်ပေါ့နော်ဝစ်စုံကတော့တည်တည်ကြာကြာစနစ်တကျအစီအစဉ်ထားရယ်ပြီးတော့ accessory တွေကအစားပေါ့နော်ကို character ကဇလန်းနဲ့မှာပါတဲ့သူတွေနဲ့ခွဲထွက်နေအောင်ပြီးတော့ကို character လေးကိုလူတွေသတိထားမိလအောင်တော့ဟိုစူးစမ်းရတာပေါ့နော်ဘာလို့ဆိုတော့ကုသိန်းကဒီဇလန်းတွေမှာအပိုင်း30ထင်တယ်အပိုင်း30မှာတကယ်တမ်းပြောရင်ကုသိန်းကဆင်းအရနဲ့တယ်တကားလုံးမှာမှ35အဆင်လားဆင်း40တောင်မပြည့်ဘူး fashion ကတော့ပြည့်ပဲဆင်းမပြည့်ဘူးမှာ fashion ပြည့်အောင်လို့ဖြေးတာ ဒီအမုံမြစ်ကကြတော့ကျွန်တော်တို့မြန်မာပြည်ကရုပ်ရှင်ကြီးပြည်သက်တွေအများစုသဘောကျတဲ့ဇလံမျိုးပေါ့နော်ဆိုတော့ဒီအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ဟာတွေအဲလိုဇလံမျိုးမှာမှာကလေးကကြတော့အဲ့ထဲမှာမှာရုပ်ရှင်ကြီးရဲ့လူတွေပူလောင်နေတဲ့စင်းတွေအများကြီးကြားရရမှာနည်းနည်းအဲ့လိုစိတ်တက်တာရရစေမဲ့ character မျိုးပေါ့။အမှန်တကယ်လို့ကိုသိန်းကဒီဇလံထဲမှာ character ရတာဒီလိုမျိုးအတိုးကြီးစားရလို့သာပြောတာ။ဒါပေမဲ့ကိုသိန်းအချွေးလိုက်တောင်းတဲ့စင်းတစ်စင်းမှမပါဘူး။ ဒီဇလန်းထဲမှာကအဲဝင့်မုန်နိုင်ပေါ့မမိုးပေါ့မမိုးကိုတင်းရတစ်ဖက်သက်ကြိုက်ရတဲ့သူပေါ့တစ်ဖက်သက်ကြိုက်ရတဲ့လူဆိုတော့သူတို့ ਨੇ စိတ်နေပုံများပါတယ်ဘုံမြေမှာကဟိုပါပေါ့ရက်ခွက်ထဲကဟိုနည်းနည်းငွေရိုးတွေပဲချီးစားပြီးပတ်စံနည်းနည်းရှိတဲ့ character ဟုတ်အဲ့မှာကြတော့လေအဲဒီအမုံမြစ်ကကြတော့ကျွန်တော်တို့ဒီမြန်မာပြည်က ရုပ်ရှင်ကြီးပြည်သက်တွေအများစုသဘောကျတဲ့ဇလံမျိုးပေါ့နော်ဆိုတော့ဒီအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ဟာတွေအဲအဲ့လိုဇလံမျိုးမှာမှာပသိယံကျတော့အဲ့ထဲမှာမှာဘယ်လိုပြောမလဲနည်းနည်းရုပ်ရှင်ကြီးရဲ့လူတွေပူလောင်နေတဲ့ဆင်းတွေအများကြီးကြားရရမှာနည်းနည်းအဲ့လိုစိတ်သက်သာရရစေမဲ့ character မျိုးပေါ့နောက်တော့အဓိကတော့ဟိုပါလေအဓိကဒီမုံမြင့်ကဟိုဟာနဲ့မကေနဲ့မုံနဲ့ ဒါဟိုရောက်ခမနဲ့ချွေးမနဲ့အားပြိုင်နေဇလန်းပေါ့နော်အဓိကတော့သူတို့နှစ်ယောက်ရဲ့ဇက်ပေါ့ဂျန်နဲ့ကျွန်တော်တို့ညီကကြတော့အဲဘေးနာနေဒီဇက်ကိုဝိုင်းပြီးတော့ support လုပ်ပေးရတာပေါ့ဟုတ်အဲ့လိုတော့မဟုတ်ပါဘူးဟိုကိုသိန်းကအဲ့လိုအစုံတော့တေးဥဆောင်ပါဒါပေမဲ့ကိုသိန်းကကြတော့အပြစ်မားနည်းနည်းအဲ့လိုလေပြပြရှင်ရင်တက်တက်လက်နေတက်တဲ့အခါကျတော့ဒီ driver တွေဇလန်းစံညူကြီးရဲ့လူတွေကအဲ့လိုနေရာမျိုးအဲ့လို character မျိုးဆိုရင်ကိုသိန်းကိုသူတို့ကတတိတရာရှိကြတယ်ပေါ့ဆိုတော့ အဲ့နေရာမှာအဲ့လိုသေယုဆောင်ရတယ်။အာမဟုတ်ဘူးအမတဲကလေကိုသိန်းကဒီဇလန်ထဲမှာ character ရတာဒီလိုမျိုးဒိုးကြီးစားရလို့သာပြောတာ။ဒါပေမဲ့ကိုသိန်းအကျွေးလိုက်တောင်းတဲ့ scene တစ်ဆင်းမှမပါဘူး။အဓိကကိုသိန်းကဒီဇလန်ထဲမှာကအဲဝင့်မွန်နိုင်ပေါ့မမိုးပေါ့မမိုးကိုသိန်းကတစ်ဖက်သက်ကြိုက်ရတဲ့သူပေါ့။တစ်ဖက်သက်ကြိုက်ရတဲ့လူဆိုတော့သူတို့နဲ့ scene တွေပုံများပါလေ။ဇလန်သဘောတရားအရ character ရတာကိုသိန်းကဒီလိုအဲရက်ွက်ထဲမှာငွေတို့ကြီးစားတယ်အဲ့လို ဘယ်လိုပြောမလဲရက်ခွက်တွေကတထေးပေါ့အဲ့လိုပုံစံဖြစ်နေရဒါပေမဲ့စိမ်းထဲမှာဒီရုပ်ရှင်ဒီ series တစ်ခုလုံးမှာမကိုသိန်းသူများဟိုအကျွေးလိုက်တောင်းတဲ့စိမ်းတွေငွေရိုးပေးတဲ့စိမ်းတွေမပေါ့ကိုသိန်း character ရမယ်နာမည်ကန်တစ်ခုပဲကိုချစ်တဲ့သူဒါရုပ်ရှင်ထဲမှာပေါ့နော်ကိုချစ်တဲ့သူသူများနောက်ပါသွားတယ်ဆိုတဲ့ခါကျတော့လေရှင်ထဲမှာတော့မကောင်းဘူးပေါ့ဒါပေမဲ့ဒီဇလန်းလေးကနိုင်လွင်ပေါ့နိုင်လွင်ကကြတော့နည်းနည်းဆွဲကြည့်ရယ် ဒီဇလန်းစံညွှန်းရေးဆရာတွေကလည်းအာကောင်မလေးတခြားလူနဲ့ပါသွားပြီဆိုတာနဲ့အဲ့လိုချက်ချင်းကြီးတော့နိုင်လွင်တော့လော်လကူနဲ့အဲ့လိုအ short ပေးတဲ့ character မျိုးမဟုတ်ဘူးပေါ့နော်အပြင်မှာတူတူပါပဲသူအပြင်ကိုမြင်ပြီးတော့လိုက်ရေးတာတဲ့စံညွှန်းဆရာအမှန်တိုင်းပြောရတော့လေကိုသိန်းကဒီဇလန်းမှာဒီ based on true story ပေါ့နော်အဲ့ဒီဟာမှာကိုသိန်းက ဟိုအဓိကဒီ writer ရဲ့ဇာလန်းစံညရေးတဲ့သူတွေရဲ့ပေးတဲ့ character အတိုင်းပဲသေဥဆောင်လိုက်တာတကယ်တော့အပြင်မှာကိုသိန်းဒီနိုင်လွင်ဆိုတဲ့ character ဟိုဘယ်လိုမျိုးလဲကိုသိန်းမသိမသိဘူးဆိုတော့ဒီဘက်မှာကိုသိန်းလှုပ်ချင်တဲ့အသေးဆောင်ခြင်းတဲ့ပုံစံလေးတွေပြီးတော့ writer စေခိုင်းတဲ့အတိုင်းပြီးတော့ဇာလန်းဒီဇာလန်းစံညရေးထားတဲ့ဒီဆရာဆရာမတွေရဲ့သူတို့မွေးထုတ်ပေးတဲ့ character ပေါ့နော်သူတို့အတိုင်းပဲနေပြလိုက်တာမတ်တီကတော့အဝတ်စားပေါ့ fashion ပေါ့ဘာလို့ writer ရိုက်တာရိုက်တာဦးသိန်းဟန်ကဒါဒီလိုဒီလိုလေးတော့ဝစ်စေခြင်းနဲ့ဆိုတော့အားနဲ့အားဆိုလဲဝင့်မယ်လို့ဆိုပြီးတော့အဲ့ဒီဇဇလန်းအတွက်ပေါ့နော်ဝစ်စုံကတော့တည်တည်ချာချာစနစ်တကျစီစဉ်ထားရယ်ပြီးတော့ accessory တွေကအစားပေါ့နော်ကိုကာရိုက်တာကဇလန်းနဲ့မှာပါတဲ့သူတွေနဲ့ခွဲထွက်နေအောင်ပြီးတော့ကိုကာရိုက်တာလေးကိုလူတွေသတိထားမိလာအောင်တော့ဟိုစူးစမ်းရတာပေါ့နော်။ဘာလို့ဆိုတော့ကိုသိန်းကဒီဇလန်းတွေမှာအပိုင်း30ထင်တယ်။အပိုင်း30မှာတကယ်တမ်းပြောရင်ကိုသိန်းက ဆင်းအရမ်းနေတယ်တကားလုံးမှာလေဟို character ကတော့ဒီဇလန်းမှာဟိုအဓိကကြားတဲ့ character တခုတော့ဖြစ်နေတယ်ဒါပေမဲ့ကိုသိန်းကဆင်းအရမ်းနေတယ်တကားလုံးမှာမှာ35ဆင်းလာဆင်း40တောင်မပြည့်ဘူးဖရှင်တွေကတော့ဖရှင်ကတော့ပြည့်ပဲဆင်းမပြည့်ဘူးဖရှင်ပြည့်အောင်လို့ပြည့်တာဟုတ်ဟုတ်ဟုတ်အပြင်မှာကိုသိန်းအဲ့လိုမဝေရဘူးစကားထဲမှာမလို့ဝစ်တာစကားထဲမှာလည်းတော်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 ဝစ်တာဟိုဇလန်းနဲ့ ဟိုပြတဲ့ခါကျရင်တော့တွေ့မှာပါအခုအခုဒီကြော်ညာလေးတက်နေတဲ့အချိန်မှာတော့ကိုသိန်းဝစ်ထားတဲ့ဟာလေးတွေတစွန်းတစပါနေပြီဟုတ်တယ်ဟုတ်တယ်အချိန်မှာမွေ့ရဲဘူးပြင်းစင်ကုန်နေကုန်တော်တော်လည်းကုန်နေကုန်နေဟုတ်တယ်ဟုတ်တယ်မကြမ်းမကြမ်းအဲ့ဒီထဲကလည်းဆက်ရတယ်ဟုတ်အဓိကတော့လေ ဇကားရိုက်တဲ့အခါမှာကိုသိန်းတို့ဒီသေဆောင်တော်တော်များများကကို character ပေါ်သစ္စာရှိဖို့လိုတယ်နော် character ပေါ်သစ္စာရှိဖို့လိုတဲ့အခါကျတော့ကို character နဲ့ life ဖတ်မဲ့ဝတ်စားစင်မှုမျိုး accessory မျိုးကတော့ဒါကတော့တော်တော်များများဖြည့်ကြပါတယ်အထူးတလည်းတော့ပြောပြရအောင်မလို့ပါဘူးဘာလို့ဆိုဒီဇကားဆပြီးတော့ကြော်ညာဆက်တဲ့နေ့ကဆပြီးတော့ Facebook မှာလည်းအသီးမိတ်ဆွေတွေရောပရိသတ်တွေရောတော်တော်များများအဲ့လို share နေတာဆိုတော့လေဟိုဒီဇကားလေးကဒီနေ့ဆပြတာပေါ့ဆိုတော့ကြိုက်ကြမှာပါဟုတ် Thank you.